မင်္ဂလာပါရှင်မြေဦးဖမ်မီမမြေကျွစွာပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြပေးသွားမှာကစာရေးသူဆရာချင်းမင်းသိန်းခါရေးသားထားတဲ့မျက်ရည်ကန်တာဝတ္ထုခန်းဆက်လေးတွေကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခန်းစားနာစင်ပေးကြပါအောင်ရှင်အခန်းခွန်ဦးကျော်ထွန်းအကြောင်းတခုသောဗုဒ္ဓဟူးနေ့တွင်ကန်တာနှင့်ဥပဝန်တို့သည်၎င်းတို့၏တဲတွင်၌ထိုင်ကတဦးစားနှစ်ဦးစားရောက်လာပြီး ထမင်းကျော်ဝယ်စားသူများကိုထမင်းကျော်ရောင်းလျက်ရှိ၏။ထိုအချိန်၌အသက်50ကျော်လူကြီးတူထိုတဲသို့ရောက်လာလေ၏။ထိုကြောင့်ဥပ္ပဟုံကမောင်ခန္တာရေဟော့ဟူကလာနေတဲ့လူကြီးရဲ့နာမည်ကဥကျော်တော်နဲ့အဲ့ဒီလိုပဲလွယ်ကလေးတစ်လုံးလွယ်ပြီးနေမြို့တွေကိုသွားတယ်။သူ့အိမ်မှာတော့ကျင်းနဲ့လှုပ်ထားတဲ့မိုးဝက်ကလေးနှစ်ခွက်ပါတယ်။အဲ့ဒီမိုးခွက်ကလေးတဲကိုချွတ်သိပ်ပြီးဖွင့်လိုက်တဲ့အခါဘိုးဘွားပုံလေးထွက်လာတယ် အဲ့ဒီပုံလေးကိုနေလန်းပြီးဆေးပြူထုတ်လိုက်တယ်။ပြီးလျှင်မြမပညာရှိဦးကျော်တွန်းစီရင်ရေးသားအပ်တော်ဖျားရှိကိုမျိုးမျိုးဆိုသည့်စာရန်လဲပါ၏။ဥပ္ပဟွန်သည် ထိုပုံကိုကြည့်ပြီးနောက်ဦးကျော်တွန်းဟာ ပြန်၍ပေးလိုက်လေ၏။ထိုနောက်ဥပ္ပဟွန်ကစာရေးတဲ့ဖတ်တဲ့ယုံနဲ့ဖျားရှိကိုမျိုးမျိုးစာတွေကိုဘလို့ရေးမှလဲ။ဟိုမေးလိုက်လေ၏။ဦးကျော်တွန်းလည်းရဲလေ၏။ဘလို့ရေးတယ်ဆိုတာ ခမမျက်မြင်တွေ့ရမယ်ခမတဲလာပြီးအလုတ်လုတ်မယ်ဟူဆိုကခမင်းကျော်ဘိုးကိုပေး၍ထွက်သွားလိမ့်နေခင်ပိုင်းသို့ရောက်တော့အခါဥကျော်ထွန်းသည် အမျိုးမျိုးသောဖျားရှိကိုစာအုပ်များကိုစီထားသည်စာအုပ်စီကြီးတစ်စင်းနှင့်အတူကန်တာတို့ဤတဲသို့ရောက်လာလိမ့်၎င်းထဲတွင်ကက်ချေတလဲလဲပါ၏ထိုအတူကော်ရုတ်တထုတ်လဲပါလာ၏လန်လို့၍ကိုဘောဟိုဒီတံပိုးတွေကထားအောင်နားထောင်ကြုတ်ဖက်ပြမယ် ဟူဆိုကတန်ဘုတ်တွေကတာကိုပါဠိလိုရောအနေပါဖတ်ပြလိမ့်ဤထိုအခါဥပ္ပဝင်ကကျို့အဲ့ဒီကတာကိုပါဠိလိုရောအနေလိုပါရပါတယ်ဗျာဟူပြန်၍ပြောလိုက်လိမ့်ထိုအခါဥကြော်တော်ကရတယ်ဆိုရင်လည်းမင်းမယ်ဗျာအဲ့ဒီတန်ဘုတ်တွေကတာကိုဘသူရေးတာလဲဟူမေးလိမ့်ဤထိုအခါဥပ္ပဝင်ကကျို့မသိဘူးဟူပြန်၍ပြောလိမ့်ဤဥကြော်တော်ကလည်းဒီမှာကိုပေါ့ ခမရမသိတယ်လို့ကြုတ်လည်းမသိပါဘူးဗျာဟောဦးမှဖျက်သွားတဲ့လူတရားကိုလိုက်ပြီးမေးကြည့်သူလည်းသိမှာမဟုတ်ဘူးဗျာဘသူရေးမှန်းမသိတဲ့ကာထာကိုမြင်မာပညာရှိဦးကျုပ်ဦးကျော်တို့ကရေးတယ်လို့ပြောမယ်ဗျာဘသူတရားဆွဲမလဲဟိုပြောလိုက်လေတွေ့ခါဥပ္ပဟုံကတရားဆွဲမဲ့သူမရှိပါဘူးဗျာဟိုပြန်ရေးပြောလျင်ဦးကျော်တို့ကဒီလိုဆိုရင်ကျော်တို့ယူတယ်ဗျာဟိုဆိုကကက်ကြေဖြင့်ထူစာရွက်ကိုယူ၍ ညံ့ယူလိုက်လေတော့ဤပြီးလျင်စာရွက်အလုပ်ပေါ်တွင် ကော်ဖြင့်တုပ်ရိုက်ကပ်လိုက်လေထို့သို့ပြုလုပ်ပြီးနောက်အောင်တရရှိကွက်ကထားကိုဖက်ပြပြန်လေရခင်အတိုင်းမေးပြန်ဤပြီးလျင်ကပ်ချေဖြင့်ညံ့ထုတ်၍ကော်တုပ်ကဆက်ကိုဖြူပေါ်တွင်ကပ်လိုက်လေတနအီကန်ကြတော့အခါဥကြုံတို့ညံ့၍ထားသောစာရွက်များတစ်ထပ်ကြီးဖြူရလာလေတော့ဤဥကြုံတို့သည်ထိုစာရွက်များကိုစာမျက်နှာနံပါတ်များထိုးကား ပုံနှိပ်တိုက်တိုက်သူပြေလီတော်၏ထို့သောပြုလုပ်ပြီးရှက်အတန်ကြသောအခါ၌ဥကြုံတို့သည်စာအုပ်စည်းကြီးမစီဖြင့်ကံတာတို့၏တဲသူရောက်လာလေတော်၏ထို့စာအုပ်ကြီးများကိုဖြီးလိုက်သောအခါမြမပညာရှိဥကြုံတို့စီရင်ရေးသားအပ်တော်ဘုရားရှိခိုးမျိုးမျိုးဆိုသောစာအုပ်များလည်းခန့်ခန့်ကြံကြထွက်လာလေတော်၏စာအုပ်တော်ဖြစ်သွားပြီလားဟိုဥပဝန်ကမေးလိုက်ရာဥကြုံတို့ကဖြစ်လာပြီလေဗျာ ။နေကိုပုံတော်တွေပါသွားရောက်ရင်ဒီစားဥပါရောက်မယ်ဗျာ။ဟုပြောလေ၏။ဦးကျော်တွန်းသည်နောက်တနေ့တွင်နေသို့ ထွက်သွားလေ၏။တလာခံကြသောအခါကန်တာတို့၏တဲသို့ရောက်လာပြန်၏။၎င်းထံတွင်ငွေအမြောက်များပါလာလေ၏။ထို့အပြင်ကန်တာအတွေ့ပင်နီစာဥပဟုံအတွေ့ပိုးလုံကြီးစသည် လက်ဆောင်များလည်းပါလာလေ၏။စောက်တွေကုန်သွားပြီဗျ။ဟုလေ၎င်းကပြောလေတော့၏။ ဦးကျော်တွန်းပြန်သွားတော့တဲ့အခါကန်တာကဒီမှာဥပ္ပဟုံကျွန်တော်တို့အောင်းကားဆွဲတာကအရင်ပါသေးတယ်ဗျာဓာတ်စီပါထည့်ရသေးတယ်ဦးကျော်တွန်းလုံပုံကတော့လွယ်လိုက်တာဗျာဟိုပြောလိုက်ရဥပ္ပဟုံကဒီလူကြီးကဒီနီးနဲ့အတော့ကိုခိုင်းနေပြီကွာရှေ့ကလမ်းထဲမှာကျွနှထက်အိမ်ကြီးဆောက်ပြီးပြီသူ့မိမကိုလည်းရွှေတွေစိမ့်တွေစင်ထားတာအပြည့်ပဲအိမ်မှာလည်းစိုက်ကားတွေထောင်ထားသေးတယ်ကွာ စိုက်ကားကလည်း နေ့ညခွဲပြီးထားထားသေးတယ်။နေ့သမားလာရင် နေ့နေရမယ့်စိုက်ကားကိုပေးလိုက်တယ်။ညသမားလာရင်ညနေရမယ့်စိုက်ကားကိုပေးလိုက်တယ်။သူ့ရဲ့ဆောင်ဘုတ်ကတော့လူအိတ်တော်လဲဝင်ဝင်မအိတ်စေရတဲ့ပြောလိုက်ရာကန်တာကသဘောကျရင်တခွိခွိနဲ့ရေရွေနေလေတော့တည်။အခန်းရှိဥလူလာချုပ်ထဲရောက်သွားပြီ။ကန်တာတို့ဖြေထားသောဆယ်တန်းဆောင်ဘုတ်ဝဲလဲအောင်စင်းထွက်ပြီးဖြစ်၏။ အောင်စင်းထွက်တော်မင်းလည်းတွင်ဆရာဝန်ကြီးဦးမြဖိုးနှင့်၎င်း၏သမီးများ၏တို့သည်ကန်တာတို့၏တဲသို့ရောက်လာကြလေ။ဦးမြဖိုးကကန်တာအားမောင်ကန်တာအောင်စီကြီးခဲ့ပြီပြီကွာမင်းအောင်နေဟေးအန်ကယ်ပြန်ဝမ်းတာလိုက်တာကွာဟုပြောလေ၏။ညကြီးကလည်းအခုကန်တာအောင်နေဒေါ်မေးရီတာဂျော်နီကြတယ်ဟုပြောလိုက်လေ၏။တော်ရဲ့ကဦးမြဖိုးက မေကြီးဆိုတဲ့မိမကမောင်ကန်သာဆယ်တန်းအောင်ပြီးသူ့သားချုံနေကြတော့မောင်ကန်သာကိုဘလောက်မြန်မာလိုဝန်တုံမှုတွေဖြစ်နေမယ်ဆိုတာကြည်ကျင်လိုက်တာကွာဟိုပြောလေဤထွေခါမြတ်ကြီးကတခိခိရဲလေဤထို့သူရဲပြီးနောက်မြတ်ကြီးကအထုပ်ကလေးတထုပ်ကိုကန်သာအားပေးလေဤထို့သူပေးရင်တခြားမဟုတ်ပါဘူးကိုကန်သာရဲ့ကိုကန်သာကြိုက်တဲ့အဝိုင်အောင်စပူရှယ်လေးနဲ့ဂျင်းမောင်မီလေးပါ ။စာမေးပွဲအောင်တဲ့အထိမ်းမက်မျက်ရည်ကလက်ဆောင်ပေးတာပါ။ရဲရဲသာဝတ်ဆန်းမှာတော်မီကြီးကမီးရှို့လို့မရတော့ပါဘူး။ဟိုပြောလိုက်ရ။ဦးမြဖို့ကတဟာဟာရဲလေတော့ဤ။ထိုးထိုးရဲပြီးနောက်ဒီတစ်ခါလာရှို့ရင်တော့အဲ့ဒီမိမကြီးပါမိဘုံနဲ့ထည့်ပြလိုက်ကွာ။ဟိုပြောလိမ့်ဤ။ထိုနောက်ဦးမြဖို့တို့သားဖာသည်ကန္တာအားနှုတ်ဆက်၍ပြန်သွားလေတော့ဤကန္တာသည်ဥဘဟွန်အားစာမွေးအောင်သည်အကြောင်းပြောပြလိုက်ရာ ဥပေါ်ဝန်းကဆယ်တောင်းမီဆိုတော့ဘွဲရဖို့မခက်တော့ဘူးကွာ မင်းကပညာရတဲ့အောင်ဖြစ်ပြီပေါ့ကွာဒါနဲ့နေစမ်းမအောင်ဘာဆက်လုပ်မယ်လို့စဉ်းစားထားတယ်လေဟိုမေးလိုက်ရကန်တာကဘာဆက်လုပ်ရမလဲဥပေါ်ဝန်းရဲ့ခမရနဲ့အတူကြောင်းကားမောင်းမယ်ဗျာသမင်းကြော်ရောင်းမယ်ဗျာပြီးတော့ကြောင်းတက်မယ်ဗျာဟိုပြောလိုက်ရင်ဥပေါ်ဝန်းကကန်တာဤကြော်ကိုလက်ဖြင့်ဘုံကနေပုတ်လိုက်ရင်အဲ့ဒါအမှန်ဆုံးပေါ်ကလို့ရ ကျောင်းတက်ဆရာရှိတော့လဲတက်ပေါ်ကျောင်းကားမောင်းဆရာရှိတော့လဲမောင်းပေါ်ထမင်းကျော်ရောင်းဆရာရှိတော့လဲရောင်းတာပေါ်ဘယ်ချင်းနေပဲရောက်ရောက်ငါ့ကိုတော့စွန့်ခွာမသွားပါနဲ့ကွာဟိုပြောလိုက်လေဤတွဲခါကန်တာကစိတ်ကြပါဦးဘောဥပေါ်ဝင်ရဲ့ကျုပ်ခမားနဲ့ပဲတော့မှမခွဲဘူးဟိုကလေးပေးလိုက်လေဤနောက်တနေ့တွင်ဆရာဝန်ကြီးဦးမြဖို့နေတမိဖြစ်သူများရေတို့ဒီကန်တာတို့ထံရောက်လာလေဤဦးမြဖို့က ကန်တာအားအော်မောင်ကန်တာရေမင်းဦးလေးတရားသူကြီးဦးလူလာတော့လက်စားမှုနဲ့ညကပဲဆိုင်ရာကဖမ်းသွားတယ်ဟိုပြောလိုက်လေကန်တာဒီရောင်ရမ်း၍ဟင်ဟိုအော်လိုက်လေတော့ဤတို့အခါဦးမြဖူးကသူ့မိမမေကြီးတယောက်တော့ညကတညလုံးအော်ဟစ်ပြီးငိုနေလေရဲ့ဟိုပြောလေဤတို့အခါကန်တာကဘလို့ဖြစ်တယ်လို့ကြားတယ်လေအန်ကယ်ဟိုမေးလိုက်ရာ ဆရာဝန်ကြီးဦးမြဖူးကမွေမှုဖြစ်နေတဲ့ကလားမှုတဲ့စီကစားလိုက်တာပဲစားရတဲ့ကြောင်ရင်ကဂျော်နီကိုဒီမှာကြောင်းမထားခြင်းဘူးလေအမေရိကမှာသွားထားမယ်လို့မေကြီးကစီမံနေတာအဲ့ဒီတော့ယောက်ျားကိုအစင်သဖြင့်ငွေပဲပူစားနေရတာပေါ့အဲ့ဒီမှာဦးလူလာကလည်းပိုင်ပေါက်တွေ့ပြီဆိုပြီးချလိုက်တော့တာဟေးတိုင်တဲ့သူကတိုင်တော့အဲ့ဒီလိုဖြစ်ကုန်တာပေါ့တကယ်တည်းကန်စစ်ကကိုလူလာမဟုတ်ဘူးသူ့မိမမေကြီးသူသားဂျော်နီက ီမှာမထွန်းကတော့အမေရိကန်ပို့မယ်လို့ကြံတာပေါ့ကွာအလန်းကျဲအလယ်လက်ဆိုသလိုဖြစ်ကုန်တာပေါ့ဟိုပြောလေဤထိုအခါကန်တာကဒီလိုဆိုရင်ဥလေတော့အလုတ်ပြုတ်ပြီပေါ့ဗျာဟိုပြောလိုက်ရာဥမြဘူးကမောင်ကန်တာရေအလုတ်ပြုတ်ရုံပဲဟုတ်မတော့ဒီအမှုကထောင်ကြနိုင်တယ်အဲ့ဒီလိုအမှုမျိုးဖြစ်ပြီဆိုရင်လဲခြာပွေထားသမျှတက်တက်ပြောင်ပြီးသားမှတ်လိုက်တော့ကွာအခုကိုမေဦးလေးကိုလူလာ ဒီမျိုးခဲရဲ့ချုပ်ထဲမှာကဟိုပြောလိုက်လေတို့ရဲ့ခါကန္တာကဘာပဲဖြစ်ဖြစ်အချုပ်ခံမှာဥလေးကိုကျွန်တော်သွားတွေ့မယ်ဟိုပြောလိုက်လေတို့ရဲ့ခါဥမြဘူးကမင်းအနေနဲ့ကဥလေးအရင်ကြီးပဲကွာမင်းသွားတွေ့တင်တာပေါ့အကယ်လိုက်ပြီးပို့ပေးမယ်လေဟိုပြောလိုက်လေဥမြဘူးနေမြရီတို့လည်းကန္တာဤဆရာဥပဟောနဲ့စကားလက်ဆောင်ကြနေလေဥပဟောကဥမြဘူးတို့တားဖာဟာ ခမင်းကျော်လက်ဖက်ရည်ချိုများဖြင့်ဧကန်လေးကန္တာကသွားရန်အစင်းလေးဖြစ်ပြီးဟုပြောမှပင်ဦးမြဖိုးကသူ့ဤကားဖြင့်လိုက်ပို့ပေးလေ၏ထိုစခန်းမှာစခန်းမူသည်ဆရာဝန်ကြီးဦးမြဖိုးအားကောင်းစွာတည်တည်အားလို့စွာ အချုပ်ခံထားရသောဦးလူလာနှင့် တွေ့တွင်ပေးလိုက်လေ၏ကန္တာလည်းဦးလူလာနေတွေ့ရင်စိတ်မကောင်းဖြစ်ကြောင်း အထက်ထပ်ပြောလေ၏ထိုချိန်၌ထုံမေရည်နှင့်တာဖြစ်သူ ဂျော်နီတို့သည်လူလာအားထမင်းလာပို့သည်နှင့်ကြုံလေတော့၏ဒေါ်မေရီသည်ကန်တာကိုမြင်လျင်စားတော့ဝါတော့မြည်ကဲ့သို့မျက်လုံးကြီးပြူ၍ကြည်လေ၏ထို့သောကြည်ပြီးနောက်ဟဲ့ကောင်နင်းနဲ့ပါဆိုင်လို့လာရတာတော့ဟူဟောက်လိုက်လေတော့၏ထိုအခါဥပဝဟွန်ကသူ့လေအရင်ကြီးဗျာတရားသူကြီးလောက်တာမိမကငွေငွေနဲ့ပူစာလို့ကလာမှုတဲ့စီကလက်စမိတာနဲ့ချုပ်ထဲရောက်နေတာ ူလာမတွေ့လို့ဖြစ်မလားသူ့ဦးလေးကြုံတွေ့ရတဲ့ဒုက္ခကသူနဲ့မဆိုင်ဘူးလို့ရမလားဘာပဲဖြစ်ဖြစ်ကန်တာဟာဘလောက်ပဲယူသားယူသားလက်စားတဲ့တရားသူကြီးဥလူလာရဲ့တူးလို့ပြောခံရတော့မယ်အဲ့ဒါဆိုင်တာပေါ့ဟုပြောလေ၏ဆရာဝန်ကြီးဥမြပူမှာသဘောကျ၍ပြုံနေလေ၏ထို့နောက်၎င်း၏သမီးမြရဲ့ဘဲသူလည်းကကိုဘဟုံးပြောမှပဲမေကြီးလည်းအချက်ွယ်တော့မယ်ဒီတယောက်ကြီးကပြောရလိုက်တာ မပြောနဲ့တော့ ဟူခတ်တူတူပြောလိုက်လေ၏ကန်တာသည်ဝါယောင်စပုတ်ရှက်ကိုဝှက်ထား၏အောက်မှလည်းဂျင်းပေါင်းမိကိုဝှက်ထား၏ဂျော်နီလည်းဝါယောင်စပုတ်ရှက်ကိုဝှက်ထား၏အောက်တွင်လည်းဂျင်းပေါင်းမိကိုဝှက်ထား၏ဝေစာယောင်ချင်းအစင်အသွေးချင်းတူတော်လဲ၎င်းတို့နှစ်ဦးကြည်ကောင်းပုံမှာညစွာခြာနာလာ၏ဂျော်နီ၏ရင်အုပ်ကလေးမှာကျဲ့ရင်အုပ်ကလေးဖြစ်သောကြောင့်ဝှက်ထားသောစပုတ်ရှက်ဝါယောင်သည်ရင်ဘက်နေရာတွင်ရှုံ၍နေ၏ ဂျော်နီအီလက်မောင်းမှာတေးသွဲသောကြောင့်စပူရှက်လက်အိုးတွင်ခြောင်ရင်းနေ၏ကိုရရောင်းသူ၏ထုံအိုးတွင်မှထုံးထုတ်သောထုတ်တံကိုကြည်ရသကဲ့သို့ခြောင်တိခြောင်တောင်ဖြစ်နေ၏ကန်တာဤလက်မောင်းမှာချွတ်သားများဖူးထစ်နေသောကြောင့်စပူရှက်လက်မောင်းအိုးသည်တင်းရင်၍လွန်စွာပဏံရလာ၏ဂျော်နီဝတ်ထားသောဂျမောင်းမိမှလည်းဂျော်နီဤပူပြက်ပြက်ပိန်သေးသေးကိုလုံးဖြင့်ကြည်ွေမကောင်းတော်လဲ ကန်တာဤရဲ့မောင်အလုံးထယ်နေကန်တာဝတ်သားဝတ်ထားတော်ဘာမီမှာလုံစွာကြည့်ရကောင်းလေ၏ထိုမီရည်သည်ကန်တာအားစူးစူးရဲရဲကြည်လိုက်၏ပြီးလျင်ငါသားဇွန်နေဝတ်တဲ့စပုတ်ချက်အဝါရောင်မဝတ်ပါနဲ့ငါသားဇွန်နေဝတ်တဲ့ဘောင်းမီမျိုးမဝတ်ပါနဲ့လို့မင်းကိုပြောပြီးပြီးယူပြီးမီးရှို့ပစ်လိုက်တာလည်းနှခါရှိပြီဟုပြောလိုက်လျင်အနီမှာဥဘော်ဟွန်ကဒီမှာတော်မီရည်အခုခမည်းဝတ်ထားတဲ့ ဆုရည်ဒီငွေနာလုံကြီးဟာဝမ်းရောဂါနဲ့တိတ်သွားတဲ့ကျုပ်မိမဝတ်တဲ့ဥပစာတွေပြအဲ့ဒါကြောင့်ခမရမဝတ်ပါနဲ့ကျုပ်ကတော့ဥပစာတွေမီးရှို့မှာမဟုတ်ဘူးနော်ခမရကပါမီးပုံနဲ့ထည့်ပစ်လိုက်မယ်ဟိုနောက်တလူလူတကယ်လူလူပြောလိုက်ရဆရာဝန်ကြီးတာဖာလဲဟဲ့ဟဲ့ပဲ့ပဲ့ရေမိုးချလိမ့်ဤအောင်မာဒီတရုတ်ကဘာဝင်လျှောက်တာလဲဟိုဥပုံဟွန်ကဒိုမေကြီးအားပြောလိုက်လိမ့်ဤ ထွဲခါဥပဟွန်ကဝင်ရှုပ်တာမဟုတ်ဘူးတော်မေကြီးရေခမားကောင်းမှာအယူရှုပ်နေတာအယူရှင်းအောင်လှုပ်ပေးတာဝါယံစပုတ်ရှက်ကဆက်ယုံကခမားတော့ကြုံနေတယောက်တော့ဘူးဖို့ရှက်ပေးတာမဟုတ်ဘူးဒီချင်းပေါင်းမိရလဲဒီလိုပဲခမားသားတယောက်တော့ဘူးဖို့ရှက်ပေးတာမဟုတ်ဘူးဒါမျိုးတွေထောင်းတောင်းချီပြီးထုတ်လုပ်နေတာအဲ့ဒီတော့လူတိုင်းဝှက်ခွင့်ရှိတယ်အဲ့ဒါကိုခမားကကန္တာဆိုတဲ့ကလေးကိုဘာဖြစ်လို့လာပြီးရန်လုံနေရတာတော့ခမားကောင်းမှာအယူမရှင်းဘူးဒါကြောင့်မို့ဒီကတယောက်ကြီးက အယူရှိအောင်လုပ်ပေးတာဟိုပြောလိုက်လေတော်မေကြီးကစကမ်းမှုကိုပြောရအောင်မယ်ကိုလူလာကိုအင်္ဂါမိသားစုနဲ့ပဲတွေ့ခွင့်ပေးပါမစီမဆိုင်တဲ့သူတွေလာတွေ့ရင်ခွင့်မပြုပါနဲ့လို့ဟိုပြောလိုက်လေထို့နောက်ကန်တာတို့သည်ဥလူလာကိုနှုတ်ဆက်၍ရဲစခန်းမှပြန်ခဲ့ကြလေတော့တည်း